ရှမ်းပြည်နယ်ရှေးပိုင်းမန်ယောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခံမှ၌ယနေ့နေ့နဲ့ပိုင်းကလူငယ်ရေးရာတိပညာပေးတော်ရှိုးကိုကျင်းပပြုလုပ်ရာမြို့နယ်ဦးစီးမှုဦးဆိုင်အောင်စော်လင်းနဲ့ရုတ်တန့်ကျွမ်းကျင်သုံးဒေါနန်းစီဖောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။ဟုတ်ကဲ့မင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါ။ဒီကနေ့ကျင်းပပြုလုပ်တဲ့တော့ရှုံနဲ့ဆွေးနွေးမယ့်အကြောင်းအရာကိုဆရာကပြောပြပေးပါအောင်ရှင်။ လူငယ်ရေးရာတိပညာပေး top show ဖြစ်ပါတယ်။စာပေဖတ်စုတဲ့လက်ချင်းများចောင်းစာကြည့်တတ်များမှာပြောထောင်အကြောင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ပညာပန်တိုင်းစာကြည့်တိုင်းဟူ၍အဆိုရှိပါရဲ့ရှင်။စာကြည့်တိုင်းများကို အသိပညာ၊တတ်ပညာဟူသောအဖိုးတိုင်းအဖိုးတန်ပါတာများတူလောင်သိန်းစီရာဘန်တိုင်းများအဖြစ်သင်စားထားခြင်းဖြစ်ပါရဲ့ရှင်။ပါရမီရှင်များမှလွှဲ၍တာမန်လူတို့အဖို့ဉာဏ်ပညာဘဟုသုတတို့နဲ့ပြေဆုံးနိုင်ရာမှာကျောင်းသင်ခန်းစာများ ဘဝအသွေးကြုံများလောင်းနဲ့မလုံလောက်နိုင်ပါဒါအတော့အလွန်ကူဆုံးဖြစ်ဆွေနိုင်မည်နီလာမှာစာဖတ်ခြင်းပင်ဖြစ်ပါရရှင်ဆက်လက်ပြီးဆရာကစာဖတ်တူဟာစာမဖတ်တူထက်အမှားမှန်အကျိုးအပြည့်ခွဲခြားသိမြင်တာကိုဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါယနေ့ကမ္ဘာပေါ်မှာစီးပွားရေးထက်တန်းရောက်နေတဲ့နိုင်ငံများခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံများမှာလူငယ်များကိုကြည့်ရင်ပညာတော့မဟုတ်ဘဟုတုတတခုခုကိုလေ့လာစစ်ဖို့ရန် အချင်းနဲ့မြအထုတ်ကျပန်းနေကြတာကိုတွေ့ရှိနိုင်ပါတယ်။ဒုဖြစ်တဲ့အလျောက်သူတို့စီကစာကြည့်တိုင်းများပြတ်တိုင်းများမှာစီကားပါတယ်။ဆောင်းငါတို့စာဖတ်သူအချက်လက်စာပေါ်ဆူဆောင်းသူလည်လာသူများဝန်ထွက်တော်လာလို့လို့ဆက်ဆားရှိပါတယ်အချင်းရသည်များစာဖတ်ကြရာခီးတော်ခိုက်ယထာပေါ်မှာအနာယူခိုက်ကော်ဖီဆိုင်တွေမှာစာဖတ်သူတွေကိုတွေ့တွေ့ရှိနိုင်ပါတယ် ။စပါချင်းကိုစစ်စော်တဲ့အရာဟာတိလို့စစ်ဖိပြီးတော့တဆုံးတရားကိုတိစီလို့ချင်းနားလည်လို့ချင်းတို့ကြောင့်ထိုအကြောင်းအရာနဲ့ပတ်သက်တဲ့စာတွေကိုစာဖွေဖတ်စုလည်လာကြပါတယ်။ဆုံဆုံးလင်းလင်းဖတ်စုပြီးတာနဲ့အမျှပို၍ပို၍ပြည့်စုံစွာတိစီလာကြပါတယ်။စာများများဖတ်စုမတာလည်လာမိတဲ့အခါအတိပညာဘုဟုသောအများစွာကိုစူးမြင့်ဆောင်မြင့်ရှိလာပါတယ်ထိုချင်းတွေမှာစာဖတ်သူဟာ ။ဆာမဖတ်တူတဲ့လောကကိုပို့ရချေချေပြန့်ပြန့်ဆုမြင်နေသူအမအမအချို့ပြည့်တို့ကိုစင်စင်ညံဖင်ခေါ်စားတင်မြင်နေသူတို့ဖြစ်လာပါတယ်။ဆက်လက်ပြီးတော့ညီမကစာပေဖတ်ရှုလေ့လာတဲ့အလေးထားကိုဆွနွေးပြပါဦး။ဟုတ်ကဲ့ပါမိမိတို့နိုင်ငံမှာစာဖတ်သူများပါတယ်ရှင်နိုင်ငံလူဦးရေရဲ့60%ရခိုင်နှုန်းစာသတ်မြောက်ပြီးအများစုမှာမူလတန်းတက်မြောက်ကြပါတယ်ရှင် မိမိတို့နိုင်ငံမိမိတို့လူအဖွဲ့အစည်းကိုနိုင်ငံတကာနဲ့ရှင်းပေါင်းတိုင်းနိုင်ရန်အသိပညာအသက်ပညာကျွမ်းဝတဲ့လူသားအရင်းမြစ်များအဖြစ်မဖြစ်မနေရရှိရန်လိုအပ်ပါရဲ့ရှင်။စာပေဖတ်ရှုတဲ့အလီထောင်ကိုငင်းစင်မှစတင်ပြောထောင်ရခြင်းဖြစ်ရာ အိမ်မှာမိဘတို့ကအားပေးရန်လိုအပ်တဲ့ကဲ့သို့ကျောင်းမှာလည်းစာပေဖတ်ရှုလေ့လာရန်အခွင့်အလမ်းကောင်းများဖန်တီးပေးထားရန်လိုပါရဲ့ရှင်။စောင်းစာပေဖတ်ရှုလေ့လာခြင်းရဲ့အကျိုးကို ကျောင်းသားကျောင်းသူများသိရှိနာလည်ရန်ဆရာဆရာမများကရှင်းလင်းပြောကြားပေးကြရမှာဖြစ်ပြီးကျောင်းသားကျောင်းသူတိုင်းစာဖတ်သူများပြည်လာစေရန်လည်းအားပေးတိုက်တွန်းကြရမှာဖြစ်ပါရဲ့ရှင်။လက်ပြီးဆရာက စာပေဖတ်ရှုခြင်းမှာရရှိလာတဲ့ဘ ഹു တုတအတိတရားများနဲ့ပါပြည့်စုံတဲ့လူသားအရင်းမြစ်ကောင်းတွေကိုစာပေဖတ်ရှုတဲ့အလေးကြီးများဖြင့်ပြောထောင်ကြားရမည်အကြောင်းကိုဆွေးနွေးပေးပါဦးရှင်။ဟုတ်ကဲ့ပါ။ကျောင်းဆစီတိုက်တို့ရာ ချောင်းသားချောင်းသူများရဲ့အကြောင်းအတန်းတို့နဲ့ကန့်ညီတဲ့စကောင်းပင်မှုများပြည့်စုံစွာသရှိပေးရနဲ့ကလေးများရဲ့အကြောင်းအတန်းတို့နဲ့ကန့်ညီတဲ့စကောင်းပင်မှုများပြည့်စုံစွာသရှိပေးရနဲ့ကလေးများရဲ့စိတ်ဝင်စားမှုရရှိစီရန်အတွက်လည်းပုံမှန်စာစီတရဲ့လှူဆောင်မှုတွေပြုလုပ်ပေးရလိုပါတယ်။ချောင်းစာစီတများဟာချောင်းသားချောင်းသူများအတွက်ဒီကန်းစာပြင်ပမဟုတုတများဖြန့်ဝေရာပြင်ပနေရာများအဖြစ်ပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ချောင်းနေရွယ်ကလေးများချောင်းသူများဖြစ်မနေပြင်ရတင်ချရခြင်းမှာ၎င်းတို့ရဲ့အနာဂတ်ခေတ်လမ်းကို ကောင်းမွန်စွာဖြစ်တဲ့ကြာရန်ဖြစ်တဲ့လို့နိုင်ငံတော်ဘုံများကိုလည်းအသိပညာတပ်ပညာများဖြင့်ခြေပွန်စွာထမ်းဆောင်နေကြရန်ဖြစ်ပါတယ်။ကျောင်းတင်ပညာရများတာမကစပေဖတ်စုချင်းမှာရရှိလာတဲ့ဘ ഹു တုတအတ္တိယများနဲ့ပါပြည့်စုံတဲ့လူသားချင်းမြေကောင်းတွေကိုစပေဖတ်စုတဲ့လက်ချင်းများဖြင့်ပြောထောင်ကြပါမည်ကြောင်းဆွံ့နှွေးလိုက်ရပါတယ်ခင်ဗျာ။ကျွန်တော်ကတော့နောက်စီပေါင်းပါရှင်။